ငါလက်ခံနိုင်လောက်ပါမလားကြိုက်ပါမလားငါမကြိုက်ရင်သူတို့လည်းပဲကြိုက်မှာမဟုတ်ဘူးသာနာစိတ်စိတ်မှာမွေးလို့မရဘူးလားရတယ်အဲ့ဒါစုပေါင်းဘယ်နှမျိုးခုနှစ်မျိုးတဲ့အဲ့ဒါဗုဒ္ဓကမွေးခိုင်းတဲ့သာနာစိတ်ဘယ်နှမျိုးခုနှစ်မျိုးကဲမှတ်မိအောင်ပြောကြည့်ပါဗာရည်တယ်လေသူတော်ဘာတတ်တတ်ချင်း အေးပိန်ချင်းတဲ့စကားပြောဆိုခြင်းတဲ့အဲ့ဒါသူတော်ဘာအသက်သက်တယ်ဆိုတာမျိုးတွေလဲရှောင်လို့မရဘူးလားရတယ်အဲ့ဒါမျိုးသာနာစိတ်တာဒီခုနှစ်မျိုးလောက်သာငွေးကြည့်လိုက် လောကကြီးမငြိမ်းချမ်းနိုင်ဘူးလားငြိမ်းချမ်းနိုင်တယ်ဟုတ်လားငြိမ်းချမ်းတဲ့လောကကြီးဖြစ်ဖို့ရအတွက်ဘုရားကလမ်းညွှန်ချက်တွေမပေးဘူးလားပေးတယ်ကဲအဲ့လိုဆိုတော့ငြိမ်းချမ်းတဲ့လောကကြီးထဲမှာစီးပွားရေးလေးလုပ်ကြည့်လိုက်နော် မငြိမ်းချမ်းတဲ့လောကထဲမှာဇီဝရေးလောက်ရတာနဲ့ငြိမ်းငြိမ်းချမ်းချမ်းလောကထဲမှာဇီဝရေးလောက်ရတာဘယ်ဟာပိုအဆင်ပြေလဲအေးအဲ့ဒါဇီဝရေးကဖြစ်မယ်ဟဲ့လို့ကြံလိုက်ရင်ဟောလားနဘေးကဟိုဟာတစ်မျိုးဒီကတစ်မျိုးဖြစ်လာပြီရဲ့လို့ဆိုရင်စိတ်တွေချမ်းသာသေးလားမချမ်းသာတော့ဘူးအာယုန်တွေကပြောင်းခေါင်းတွေကပြောင်းကိုယ်လုံးမဲ့လုပ်ငန်းစဉ်တောင်မှအာယုံပြက်ဘူးလားပြက်တယ်အဲ့ဒါမျိုးဖြစ်တဲ့အဲ့ဒါကြောင့် ကိုကိုယ်တိုင်လည်းပဲသာနာစိတ်ကင်းတဲ့ပုဂ္ဂိုလ်မဖြစ်စီပါနဲ့သာနာစိတ်ကင်းတဲ့လောကကြီးတွေရင်ကျမ်းမှုကင်းတဲ့လောကပဲမကင်းဘူးလားခဲနေအဲ့ဒါမျိုးလောကကြီးနေရင်လည်းနေလို့မကောင်းစီးပွားရေးလုပ်လည်းလုပ်လို့မကောင်းပညာသင်လည်းသင်လို့မကောင်းကောင်းရဲ့လားအေးမကောင်းဘူးအဲ့ဒါကြောင့်မို့စီးပွားရေးလုပ်တဲ့အပိုင်းမှာကြတော့ဘုရားရှင်ကိုရောမြတ်ကသူရောကိုရော အောင်မြင်တဲ့ပုဂ္ဂိုလ်တွေချက်အောင်လမ်းစဉ်တွေချမှတ်ပေးသွားတာရှိတယ်အဲ့ဒါလည်းပေးသွားအောင်မြင်တဲ့စီးပွားရေးပညာရှင်တယောက်ဖြစ်ခြင်းဒါမှမဟုတ်အောင်မြင်တဲ့လောကသားတယောက်ဖြစ်ခြင်းတနည်းအားဖြင့်ပြောရင် အောင်မြင်တဲ့ဘာသာရေးသမားတယောက်ဖြစ်ခြင်းဘယ်နှမျိုးမရဘူးလားရတယ်အဲ့ဒါကြောင့်တလုံးလဝရိယရှိရမယ်ဘာရှိရမလဲနံပါတ်2တတိတရားရှိရဘာရှိရမလဲ တတိတရားရှိရမယ်။ဘာလေးပဲလှုပ်လို့စီးပွားရေးလှုပ်တဲ့အပိုင်းမှာတတိလေးနဲ့လှုပ်တဲ့။ဘာလေးနဲ့လှုပ်ရမလဲ။တတိလေးနဲ့လှုပ်။ကိုလှုပ်တဲ့လုပ်ငန်းကကြောက်ရောင်းဝယ်ဆိုရင်လည်းကြောက်လောကနဲ့ပတ်သက်ပြီးအမြဲတမ်းဘလို့ဖြစ်နေသလဲ။ဘလို့သွားလာနေသလဲ။စီးပွားရေးတွင်ဘလို့ရှိသလဲ။သတိထားလို့မရဘူးလား။ရတယ်။အဝိထေရောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းဘယ်လိုင်းကပို့ပြီးတော့ဝင်သလဲ။ဒီချိန်မှာဆိုရင်ဘယ် ရာသီဥတုဆိုရင်ဘယ်ပစ္စည်းကပို့ထွက်တယ်လဲအမြဲတမ်းသတိထားလို့မရဘူးလားရတယ်သတိတရားမရှိဘဲနဲ့နမောနမဲနေတဲ့ပုဂ္ဂိုလ်ကြီးပွားနိုင်ရလားမကြီးပွားနိုင်ဘူးဟုတ်လားနော်တော်တော်များများကစီးပွားရေးလုပ်ပြီးဟဲ့လို့ဆိုရင်အတူတွေကြီးတဲ့လိုက်လုပ်တာများတယ်ဘာတွေလိုက်လို့လဲအတူတွေလိုက်ပြီးတော့လုပ်တယ်ဒီနန်းကဆိုင်လေးဖွင့်လိုက်ရင်ဟိုနန်းကလည်းဓာမျိုးဆိုင်မယ်ဟိုဘနန်းသွားကြည့်လဲဓာမျိုးဆိုင်မယ် ဒီဘက်နန်းကအကျော်ကျော်ရောင်းလို့အဆင်ပြေရင်ဟိုဘက်ထိတ်ကလည်းအကျော်ပဲအလဲကောင်းကလည်းအကျော်ပဲအဲ့လောက်ကြီးများနေတော့အဆင်ပြေသေးလားအေးအဲ့ဒါကြောင့်မို့စီးပွားရေးလုပ်တဲ့အပိုင်းပဲဟုတ်လားအဲ့ဒါမျိုးမလုပ်ဘဲနဲ့ကိုကိုတိုင်ထွင်ပြီးတော့တတိတရားလေးနဲ့လုပ်လို့မရဘူးလားလုံလဝရိယရှိရမယ်နံပါတ်1ကတရားရှိရမယ်တဲ့အဲ့ဒါ mindfulness အဲ့ဒါ mindfulness ကနေရာတိုင်းလို့ တတိမရှိရင်ဘာသာရေးလုပ်ပြီးလုံးဝအရကုံဆိုးတယ်ဒီကောင်ကကြံလိုက်မှတော့စိတ်အပုတ်ကြီးတယ်ပဲလို့တဖြည်းဖြည်းနဲ့သိမလာဘူးလားသိတာနဲ့တပြိုင်နဲ့လူကတ်သေးလားစီးပွားရေးလုပ်တယ်ဆိုတော့တယောက်တည်းလုပ်လို့ရလားမရဘူးအပေါင်းအသင်းနဲ့အဖွဲ့အစည်းနဲ့ကိုယ့်ရဲ့အကြံဉာဏ်ကိုသူ့ပေးသူ့ရဲ့အကြံဉာဏ်ကိုကူယူပြီးတော့လူအပ်တယ်လို့ပြုပြင်မသွားရဘူးလားအေးအဲ့ဒါကြောင့်မို့စီးပွားရေးတကယ်အောင်မြင်နေတယ်လို့ဆိုရင်ဘာသုံးပါစင်ကြရ ကံ၃ပါးစင်ကြယ်ရမယ်။ဘာတွေစင်ကြယ်ရမလဲ။ကာယကံ၊ဝစီကံ၊မနောကံစင်ကြယ်ရ။ဘယ်နှမျိုးရပြီလဲ။ဘာတွေလဲပြောရင်လုံလဝရိယရှိရမယ်။တတိတရားရှိရမယ်။ကံ၃ပါးစင်ကြယ်ရမယ်။အဲ့ဒါကိုဗုဒ္ဓကဥဋ္ဌာဏဝတ္တောတတိမတောသုစီကံမတ္တနိတ္တံမကာရိနောတဲ့။နိတ္တံမကာရိနောဆိုတာဘာလောက်တာလဲလို့ပြောရင် တခုခုလုတော့မယ်ဟဲ့လို့ဆိုရင်စူဇန်စစ်သေးပြီးမှလုတာဟုတ်လားဘာဟုတ်တာလဲစူဇန်အေးစုံဇန်စစ်သေးပြီးမှလုတာဘာလုတာလဲစုံဇန်စစ်သေးပြီးမှလုတယ်တဲ့လူသလားမလူလားလူတယ်လုပ်ငန်းလုပ်နေတာတော့မှန်တယ်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့စုံဇန်းတာလည်းမရှိဘူးစစ်သေးတာလည်းမရှိဘူးပဲဆိုအမှားမတွေ့နိုင်ဘူးလား တွေ့နိုင်တယ်အဲ့ဒါငါတော့ကျူးစားတယ်ကျူးစားတယ်ဆိုလုံးလဘလောက်ပဲရှိရှိနောက်ကနေစုံစမ်းစစ်ဆေးရတဲ့အသိမှပါမလာဘူးပဲလို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဘဝအောင်မြင်မှုရနိုင်ရလားအမှားများနိုင်များနိုင်မူလားများနိုင်တယ်အဲ့ဒါဘယ်နှမျိုးရဘယ်နှမျိုးရလဲဘာတွေရလဲလုံးလဝရိယရှိရမယ်တတိတရားရှိရမယ်ကံသုံးပါစင်ကြရမယ် ုံစမ်းစစ်ဆေးပြီးမှလောက်ရမယ်တဲ့ဘယ်နှမျိုးရအဲ့ဒါကိုဗုဒ္ဓကဥထာဏဝတောတတိမတောသုသိကံမတ္တနိတံမကာရိနောနောက်တစ်ခုကကြတော့သင်ညတ္တတာတဲ့သင်ညတ္တတာဆိုတာဘာလို့တာလဲလို့ပြောရင်ကံသုံးပါးကိုစောင့်ထိန်းတာဘာလို့တာလဲဘာကံဒီလဲကာယကံဝစီကံမနောကံ တနည်းအားဖြင့်ပြောရင် ကိုမှုနှုတ်မှု စိတ်မှုလောကရဲ့ကလုံနေတာလေဒီသုံးမျိုးပဲရှိတာဟုတ်လားကိုနဲ့လုံတဲ့လုပ်ငန်းရှိတယ်မရှိဘူးလားကိုနဲ့လုံတဲ့လုပ်ငန်းရှိတယ်နှုတ်နဲ့ပြောဆိုတဲ့လုပ်ငန်းရှိတယ်စိတ်နဲ့တွေးတဲ့ကြံတဲ့လုပ်ငန်းမရှိဘူးလားရှိတယ်အဲ့ဒါကိုဘာလုပ်ရမလဲစောင့်ထိန်ရမယ်ဘာလုပ်ရမလဲစောင့်ထိန်ရမယ်တဲ့လုံသင်မလုံသင်ဖြစ်သင်မဖြစ်သင်အဲ့ဒါကိုဒီတိုင်းလှုပ်လိုက်ရင်တော့ငါဒီလိုဖြစ်သွားလိမ့်မယ်ပြန်ပြီးတော့ထိမ့်လို့မရဘူးလား ရတယ်အဲ့ဒါဘယ်နှမျိုးရငါးမျိုးရကဲမှတ်မိအောင်တစ်ခေါက်လောက်ပြောကြည့်ပါဘာတွေလဲကံသုံးပါးကိုစောင့်ထင်းရမယ်တဲ့ဥစဉ်ကဘာလို့ထက်ထက်မေးတာလဲပြောရင်ခွေကြမှမမျောနဲ့ဟုတ်လားနော်နောက်ဘုန်းကြီးဟောမှမမျောနဲ့ ဒီဘုန်းကြီးဟောနေတော့မှထိုင်ပြီးတော့တခါသေးတယ်မှတ်သွားလို့မရဘူးလားအေးမြမရအင်ကျူအဆင့်တည်တကယ်မြင့်နေဟုတ်လားနော်ညံညံသွေးမြမသည်မြင့်ဒါပေမဲ့မြမမှာဘာဖြက်စည်းနေတယ်လဲပြောရင်အပြင်းဖြက်စည်းနေတာဘာဖြက်စည်းနေလဲအပြင်းဖြက်စည်းနေတကယ်တော်တဲ့ကလေးတွေခုစင်ကာပူမှာနိုင်ငံတကာကကျောင်းသားတွေကျောင်းတက်နေတာရှိတယ်မြန်မာကျောင်းသားအဆင့်ရှိရကြည်တယ်နော်ဒီကနေတော့1 to 10ထဲမှာပဲရှိတယ်မြန်မာကျောင်းသားရဲ့အဆင့်10ရောက်ထဲမှာကြည်တယ်ရှိတယ် နော်မြန်မာကျောင်းသားရဲ့အဆင့်ဒီတကယ်တမ်းကမြင့်တယ်စွန့်ရည်တွေတကယ်ရှိဒါပေမဲ့ဘာတွေဖြစ်တော့ဆိုဘယုတ်ဒုက္ခအကုန်ထွက်တယ်ဟုတ်လားအင်္ဂလိပ်စာလေးတွေသွားပြီးတော့ကြည်လိုက်ရင်လည်းပဲထွက်တာဘာပြောလို့ပြောမှန်းကိုမသိဘူးဟုတ်လားတို့ရှိတော့ကစာအုပ်တွေပြောတဲ့ခါကျတော့ဘိုးအုပ်လို့ပြောတာမရှိဘူးလားဘိုးအုပ်ဘိုးအုပ်နဲ့ပြောတာမရှိဘူးလားဘိုးအုပ်ဆိုတာဘာပြောတာ အဲ့ဒါအင်္ဂလိပ်နဲ့ဗမာနဲ့တွဲချတာဘိုးက B O O K က book နောက်ကအုပ်ထည့်ပြီးတော့ book ဟုတ်လားနော်လားအဲ့ကြတော့ပြောမှမြင် book လို့ပြောရင်လည်းမဆိုစာအုပ်လို့ပြောရင်လည်းမဆိုဒါပေမဲ့ဗမာကဘာပြော book အုပ်ဟုတ်လားနော်ဒီဘက်က book အုပ် book အုပ်နော်အဲ့ဒါ